မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျအဲဆရာမိတ်ဆွေအားလုံးအဆက်ဆက်ရရအဆင်ပြေကြပါစေလို့ဆရာကဥစွာဒီကနေ့မေတ္တာပို့ဆုတောင်းထောပနာပြုလိုက်ပါတယ်ဟိုအဓိကအကြောင်းရင်းကတော့ဘာလို့လုံနေဆရာတို့တက္ကရီတစ်ခုကိုကုန်တော့မယ်တက္ကရီတစ်ခုကိုကုန်တော့မယ်ဆိုတော့ဒီ2025ကိုမကြခင်အခုဆိုရင်တော့2025ရဲ့17လပိုင်းလအလယ်ကိုရောက်လာပြီအဲ့တော့2025ခုနှစ်ကရဲ့ပေါင်းချင်း6ဖြစ်တဲ့ဟာမစ်ကိုကတ်ကိုကိုစားပြုတဲ့နှစ်ရဲ့အဲ နောက်ဆုံးလောက်တော့ချေဒီလာကုန်ရင်ရောက်တော့မယ်အဲ့တော့ဒီ2025ခုနှစ်အတွင်းမှာဆ ्याम မိတ်ဆွေတို့အနေနဲ့ဘယ်ຢာတွေထူးထူးခြားခြားပြောင်းလဲခဲ့လဲဘယ်နေသားတွေရဲ့မိတ်ဆွေတို့ရဲ့ကံအားရောဘယ်လိုကြည့်မလဲဒါဆိုနောက်နှစ်အတွက်ဘာတွေပြင်ဆင်ထားရမလဲအဲ2026မှာရောမိတ်ဆွေတို့ဘယ်လိုရှိမလဲဆိုအောင်ဆရာကအကျဉ်းသုံးသပ်ပေးမှာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီ2025ခုနှစ်အတွင်းမှာတနင်္ဂနွေကစလို့ချစ်ရဘွားဟာလာခုနှစ်ရသားချစ်ရဘွားတွေအားလုံး ကောမန်လေးတွေရေးပြသွားကြပါအောင်ကံအရှင်နေဘလို့ရှိမလဲဒါအပြင်2026မှာဘာတွေပြင်ဆင်ထားရမလဲကိုဆရာကပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာ2025 2025 9ပေါင်းရင်ကိုကနန်းဖြစ်တဲ့အနှစ်မှာမိษွေတို့အားလုံးရောဘာတွေအပြောင်းလဲဖြစ်ခဲ့သလဲဆရာကပြောပြပေးမှာဖြစ်တယ်။ကောင်းပြီဆိုတော့ဒါဆိုရင်2025ကိုတနင်္ဂနွေကိုစတင်ပြီးတော့ဆရာတို့ review လုပ်လိုက်ရအောင်။2025ခုနှစ်အတွင်းမှာအဲဆရာတို့ နေ့တွေလီလီပြောင်းလိုက်ဟောဆရာပုံမှန်တိုင်းပြောနေကြဆိုလို့ရှိရင်နှစ်ကိုလကစားတယ်လကိုရက်ကစားတယ်ရက်ကိုနာရီကစားတယ်နာရီကိုမိနစ်ကစားတယ်မိနစ်ကိုအချိန်ကစားတယ်အချိန်ဒီဒီလိုနဲ့နေ့လီလီရက်အတွက်အတွက်စက္ကန့်အပုံမှန်ကူးပြောင်းလာတာအခုဆိုရင် မကြခင်မှာ2025ဆိုတဲ့တက္ကရီတစ်ခုကိုကုန်တော့မယ်ပြက်ကြိန်တစ်ခုကိုကုန်တော့မယ်2026မှာဘာတွေပြင်ဆင်တင့်တယ်လဲမိတ်ဆွေတနင်္ဂနွေသားသမီးတွေဘာတွေဖြစ်ခဲ့တယ်လဲဆိုတော့တေချာပါတယ်တနင်္ဂနွေသားသမီးမိတ်ဆွေများဖို့ကတော့2025ခုနှစ်ဟာ စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့တာတော့အတိအကျပဲဖြစ်တယ်အစမှဟုတ်မလို့လို့နဲ့ယုံခံလိုက်ရ ဟာဘာကိုမဆိုအစင်တော့ပြေပါတယ်ဆိုရင်တော့တေးကြတဲ့တကွန်းတွေသာသမီမိတ်ဆွေတွေဟာဒီနှစ်ထောင်၂၆လာမယ့်နှစ်ထောင်၂၆ခုနှစ်မှာစိတ်ပူစရာကိုကျင်းသေးမလိုတော့ဘူး။ဘာကြောင့်လဲဆိုတော့နှစ်ထောင်၂၅ခုနှစ်ဟာတကွန်းတွေသာသမီမိတ်ဆွေများဖို့ကံအားအတက်ကြကိုကမြန်ခဲ့တယ်။အထူးသဖြင့်မိသားစုရေးရာတွေအိမ်နွေးရေးရာတွေမှာအချို့အထွေအပွေလီတွေများခဲ့တယ်။နေရာထိုင်ခင်းဒေသအပြောင်းလဲတွေလည်းအများများခဲ့တဲ့နှစ်ဖြစ်ခဲ့တာကတော့အသေးချာပဲဖြစ်တယ်။သို့တော့ပြီးခဲ့တာတွေထားလိုက်တော့တကွန်းတွေသာသမီမိတ်ဆွေတို့အနေနဲ့နှစ်ထောင်၂၅ခုနှစ်မှာဆိုလို့ရှိရင်မကြ ခင်တလားဆိုရင်ဆရာတို့ဟောဒီဇင်ဘာကိုကုန်လို့ဇန်နဝါရီဆိုတဲ့2026ရဲ့ပြက်ကလေးကလကာတခုကိုစတော့မယ်အဲ့တော့2020ငါခုနှစ်ထဲမှာမိတ်ဆွေတို့အနေနဲ့တနေ့နေ့သားသမီးတွေဟာလက်ရှိမှာတော်တီယော်တီလေးပဲဖြစ်ခဲ့တယ်။အရန်ကြီးဆိုးထားတဲ့တဲမပါဘူးဆိုရင်တော့မိတ်ဆွေတို့ဟာ2026မှာတော့ကျင်းသေးပေါ့စိတ်ပူစရာမလိုဘူးစိတ်ညစ်စရာမလိုဘူးလက်မရေရေကြီးထောင်လို့ရပြီးတော့2025ကိုအဲ စူဝါဝါမပိတ်သိမ်းခဲ့ဘူးဆိုရင်တော့2026ကိုရင်မကြီးကော့ပြီးတော့ဟာငါဟဲ့ဆိုပြီးတော့ရတနာပုံစိုက်ခင်းနဲ့စိုက်မဲ့သူလို့အာတေးကြတဲ့သားရွှေအိုးထားလာသလိုအောင်နိုင်သူကြီးတခုလို့အောင်လံလွှင့်မဲ့သူမျိုးလို့ရဲရဲဝင်းနဲ့ရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အောင်မြင်မဲ့နေ့တေးကြတဲ့ကျင်းတည်2025မှာမိတ်ဆွေတို့အနေနဲ့မညံ့ခဲ့ဘူးဆိုရင်တော့2026ဟာမိတ်ဆွေတို့အတွက်ကံကောင်းခြင်းတွေတိုးတက်ခြင်းတွေရရှိမဲ့နှစ်ဖြစ်တာတော့အသေးကြပဲဖြစ်တယ်။ဒီအပြင်မိတ်ဆွေ2025ခုနှစ်အတွင်းမှာတနည်းနည်းသာသမီမိတ်ဆွေတွေအနေနဲ့ အဲမိတ်ဆွေတို့နည်း2025ခုနှစ်ထဲမှာတင်းဝင်တာမိတ်ဆွေတွေနည်းအဲလာမဲ့ကြံနဲ့တလှတာတို့တို့မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံရှိနေရဘာနဲ့ဖြတ်တန်းတင်တယ်လဲဆိုတော့အဲကုတုကံအားဖြင့်ဆိုလို့ရှိရင်တော့အစိုးရလည်းမရောက်သွားအောင်2026ကိုအညံ့နေလဲအဲမရောက်သွားအောင်ကံညံ့မှုတွေဆိုရင်တော့မကံကောင်းတဲ့ဘက်ကိုရောက်ရှိသွားအောင်လို့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့လန်တရားလေးပြင်တာမျိုးတို့เนาะအဲ ဝါဖောင်ကလေးလှူတာမျိုးတို့ဝါသရာကလေးစတိလှူတာမျိုးတို့လှုပ်ဆောင်ပြီးလို့ရှိရင်မိတ်ဆွေတို့တနင်္ဂနွေသားသမီးတွေအနေနဲ့2026ဟာကျင်းနေတဲ့ကံကောင်းမှုတွေနဲ့စတင်စီမှာအသေးစားပဲဖြစ်တယ်လို့ဆရာပြောတဲ့တနစ်စာဟောစရမ်းနေမှာလဲဆရာပြောတဲ့တနစ်စာဟောစရမ်းနေမှာလဲမိတ်ဆွေတို့အနေနဲ့အဲ ဆရာပြောတဲ့တနစ်စာဟောစရာနေ့မှာလဲမိတ်ဆွေတို့အနေနဲ့အဲဘာပဲဖြစ်ဖြစ်ဟိုရေဒရာလေးကြီးလိုက်လုပ်ပေးပါဒါအပြင်နှစ်အကုန်ပြက်ကလေးရေဒရာနဲ့အမိန်ပြန်တဲ့ရေဒရာလေးကိုဆရာမိတ်ဆွေပြောအနေနဲ့အမိန်ပြန်တဲ့ရေဒရာလေးတွေကိုဆရာမိတ်ဆွေပြောအနေနဲ့အဲလှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်လို့ဆရာကထပ်လောင်းပြောခြင်းပါတယ်ဒါအပြင်နောက်တစ်ခုက2025ခုနှစ်ထဲမှာတနုနေသားသမီးမိတ်ဆွေများအနေနဲ့ကဒီမိတ်ဆွေတို့ရဲ့ကံဟာ ညံ့ခဲ့တယ်ဆိုလို့ရှိရင်တော့မဆရာပြောတဲ့နှစ်ကုံပိုင်းမှာဆရာပြောတဲ့အမိန်ပြန်တဲ့ရေတရားတို့မတိလို့ရှိရင်လဲဆိုရှယ်မီဒီယာမှာခောက်ချလိုက်အမိန်ပြန်တဲ့ရေတရားတို့ပြက်ကရင်ရေတရားလေးကိုလိုက်ပြီးတော့လုတ်ပေးကြည့်ပါမိတ်ဆွေတို့ရဲ့ကန့်ညံ့မှုတွေဟာကန့်ကောက်မှုတွေရရှိပြီးတော့လက်ရှိမှာနေရာမမြဲအလုံးမမြဲဖြစ်မမြဲတဲ့တုံ့ပြန်တွေသာသမီမိတ်ဆွေတို့အတွက်ကန်ဆာတာအပြောင်းလဲလေးနဲ့အထောက်ကူတော့90ရာခိုင်နှုန်းလောက်ရမှာအသေးချာပဲဖြစ်ကြောင်းနဲ့တနုံ့နေသားသမီးတွေအတွက်တော့ကျိန်းသေးပါတယ်2025ဟာညံ့ခဲ့တဲ့နှစ်ဖြစ်ခဲ့တာတော့အသေးချာပဲဖြစ်တယ်သို့တော့ညံ့ခဲ့တဲ့ဆိုတော့ညာလဲမိတ်ဆွေ ွေဟာတရားကြီးမညံ့ဘူးလက်ရှိမှာမိတ်ဆွေအနေနဲ့ဘလောက်မှဆူဆူဝါးဝါးမညံ့နေဘူးကံကလည်းအရင်ကြီးစိုးမနေဘူးဆိုရင်တော့တေချာတယ်မိတ်ဆွေ2026မှာမိတ်ဆွေဟာစိုးရိမ်စရာနှစ်မဟုတ်ပဲနဲ့တကယ်လို့ညံ့ခဲ့တဲ့မိတ်ဆွေများအနေနဲ့လဲဆရာပေးတဲ့ရေတရာလေးကိုတေချာလေးလိုက်လုပ်ပြီးဂျင်အားဖြင့်မိတ်ဆွေတနှုံးနေသားသမီးတွေဟာကန်ဆာတာဟာလက်ခမောက်ခတ်ရောက်လာအောင်ကောင်းမွန်လာမှာအသေးစားပဲဖြစ်ကြောင်းနဲ့ဆရာရဲ့ရေတရာလေးကိုလိုက်ဆောင်ကြည့်ဖို့လိုအပ်ကြောင်းပြောရင်းနဲ့တနှင်းလာသားသမီးတွေအတွက်ဆက်လိုက်ကြရအောင်